မင်္ဂလာပါခင်ဗျာသိုးနိုင်ထွန်းမြန်မာ Trader Channel မှာ Share at YouTube Channel လေးကပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ဆိုရင်ကျွန်တော်ပညာဒါနသင်္ကန်းစာပို့ချလာတာသင်္ကန်းစာ28ကိုရောက်ရှိလို့လာပြီဖြစ်ပါတယ်မင်္ဂလာရှိသောဗုဒ္ဓဟူးနေ့ရဲ့ညနေခင်းအချိန်လေးဖြစ်ပါစေခင်ဗျာဒီနေ့ကျွန်တော်အထိုးသင်္ကန်းစာပြလာတာအထိုးအမှတ်စဉ်နံပါတ်3ရောက်ရှိလို့လာပြီဖြစ်ပါတယ်ခင်ဗျာကျွန်တော်ငါးခွက်ရိုးရိုးထဲမှာထည့်ပြီးတော့အထိုးလေးပြနေတာဖြစ်ပါတယ် ရေညမာတွေနားလေနိုင်အောင်လိုက်ပါလေးကျန်နိုင်အောင်ကျွန်တော်ဖြည်းဖြည်းမှန်မှန်နဲ့သင်ပေးနေတာဖြစ်ပါတယ်ခင်ဗျာရေညမာတွေဒါဆိုရင်အခုတို့စကားတွေမပြောတော့ဘဲနဲ့သင်ခန်းစာအခုပဲစလိုက်ကြမယ်ခင်ဗျာငါးခွက်ဆိုတော့ထုံစံတိုင်းမြေပြင်ပေါ်မှာငါးခွက်ညင်ညင်ညာညာလေးဆွဲပါထင်ထင်ရှားရှားလေးဆွဲပြီးတော့ကစားပါကျွန်တော်ကတော့ဆွဲမပြတော့ခင်ဗျာဟုတ်ပြီကျွန်တော်တို့မကစားခင်မှာ ထုံစံတိုင်းပဲအလေးပြုကာရဝပြုလုပ်ရမှာဖြစ်ပါတယ်ခင်ဗျာ 贝拉克罗，萨瓦梅。今天听个萨瓦梅。贝，大头，大汉，扣，毛，快，贝，大头，大汉，扣，上贝，大头，大汉，扣，闹嘞，毛。 魁，再唱一曲吧，来，看我。喂，抬头，阿达卡，魁，喂，抬头，大达卡，魁，三百，抬头，阿达卡，魁，老了吗？ မြင်ညီမတွေမြင်လိုက်တယ်မဟုတ်လားခင်ဗျာဒါတွေကထုတယ်လည်းပြောနေစရာမလိုတော့ဘူးလို့ထင်ပါတယ်ဒါဟာပဲထိုးအထက်ခတ်ခုတ်ဖြစ်ပါတယ်ခင်ဗျာမြင်ညီမတွေရှေ့ရသင်္ကန်းစာတွေလည်းလိုက်လာပြီဆိုတော့ဒါကအမတန်အမတန်မှလွယ်ကူလာပါပြီသင်္ကန်းစာ28ဆိုတော့ပထမလတောင်းကျွန်တော်တို့ကုန်ကနီးနေပါပြီအဲ့တော့ကျွန်တော်တခါဘေးတိုက်တခါပြန်ပြီးတော့ကစားပြမယ်ခင်ဗျာ konaka kazage re pe to taka ko arao we bian kaza b i a ma te ba re kamya pe la ko no pe to ka ko ma kwe pe to 头，高高，闹来嘛？快背抬头，让开高骂，快呀！谁买个呀？背抬头，打开高三百，抬头打开高闹来嘛？ ွေညီညီမလေးညီမလေးလို့ထင်ပါတယ်သဘောပေါက်မယ်လဲညီမလေးငါးခွက်ကိုဗေးလိုက်တစ်ခါအတဲတစ်ခါကစားပြတာဖြစ်ပါတယ်ရှင်းတော့ဆိုရင်မျက်စိမရှင်းမှန်ဆိုလို့ဗေးလိုက်တစ်ခါဒီချိန်ရောက်လာပြီဆိုညီရင်ညီမလေးရဲ့ခုတ်လက်တွေထိုးလက်တွေမှာအားထည့်ဖို့လိုလာပါပြီနော်ကျွန်တော်တို့အစမှာသာချိန်ရမ်းနေသလိုလုံးလို့ရရင်ရမယ်ဒီကျွန်တော်28မှာရောက်လာပြီဆိုရင်တော့ ကျွန်တော်တို့ထိုးလိုက်တိုင်းခုံးလိုက်တိုင်းကန်လိုက်တိုင်းမှာအာရင်တွေပေါအောင်လုပ်ရမယ်အာရင်တွေပါလာပြီဆိုမှနောက်လေးကျင်းမှများလာရင်ကျွန်တော်တို့လျင်မြန်မှုပါထဲမယ်ခုဆိုရင်ဟိုမှာပယ်လိုက်ရင်လည်းပေးကိုပယ်လိုက်တဲ့လကရန်သူကိုတိုက်ခိုက်ပြီးသားဖြစ်လိုက်မှာကျွန်တော်တို့ဟာကာချင်းနဲ့တိုက်ချင်းကိုနှစ်ခုစလုံးတွဲလို့ရအောင်လို့အကာတက်တက်ကြီးတော့ပျော်တိပျော်ဖန်နဲ့တူလာတဲ့ဟာကိုပတ်ခနဲ့ဆိုဒီလိုပဲပတ်ခနဲ့ဆိုပြီးတော့ကျွန်တော်တို့ ဆွဲပြီးတော့လွတ်ယုံလောက်ကလိုက်တာမို့ကျွန်တော်သူလာတိုက်တဲ့ဟာကိုကရင်နဲ့တိုက်လိုက်တာပဲဒီရန်သူရဲ့လက်ကျွန်တော်တို့ရဲ့လက်ဖြံယုံနဲ့ပိအားထည့်ပြီးတော့ပိခုတ်ဒီလိုသဘောမျိုးနော်ညီတို့သဘောပေါက်လားဖိုးမယ်ဆိုရင်လည်းတခါလဲကိုယ့်ရဲ့ဒီဟာကဘာလို့စစ်သူကြီးလက်လို့တင်စားကြလဲဆိုတော့စစ်သူကြီးတယောက်လို့တာမန်နေမှလဲစစ်သူကြီးလက်ဖြစ်မှာဗျာ ကျွန်တော်တို့ကဒီလက်တွေကျွန်တော်တို့အခုတ်တွေအထိုးတွေကကျွန်တော်တို့ကလေ့ကျင့်မထားဘူးပြော့ဒီပြော့ဖတ်ဆိုရင်တော့စစ်သူကြီးလက်ဖြစ်လာမှာမဟုတ်ဘူးစစ်သူကြီးတက်လို့ပြန်တကယ်စစ်သူကြီး၄ပါးနဲ့ညီမျှတဲ့အခုတ်အထိုးအဖြုတ်အပုတ်ဒီသင်္ကန်းစာ၄မျိုးဟာကျွန်တော်တို့အိုင်းမြောင်းပြန်ရဲ့အသက်သွေးကြောပါပဲအဲကြတော့ကျွန်တော်တို့ကျွန်တော်တို့တွေဟာစစ်သူကြီးလက်ကိုလေ့ကျင့်နေတာဖြစ်လို့ကျွန်တော်တို့ကိုယ်တိုင်လည်းစစ်သူကြီးလက်ဖြစ်အောင်တာမာနေအောင်လေ့ကျင့်မှုလိုတယ်ကျွန်တော်တို့လက်ရိုးတွေမားနေမယ်ကျွန်တော်တို့တုတ်တချောင်းလိုဖြစ်နေအောင် ကျွန်တော်တို့ဂျင်ဖန်များစွာလှင်ကြပါကျွန်တော်ကတော့အေယာဝင်ကနှီးတိုင်းလှင်ပါတယ်ညီငယ်ညီမတွေလည်းလှင်ကြဖို့ကျွန်တော်ဒီကနေ့လှင်တယ်ဆိုတော့ဟိုကနော်ဝလုံးလှင်တာကိုပြောတာတန်ပိုက်ဖြစ်ဖြစ်ဝလုံးဖြစ်ဖြစ်တန်တို့စတီးတို့ကလူနဲ့လေချိုးကမတည့်တဲ့လူတွေရှိရနော်အဲ့ဒါမတည့်ရင်မလှင်နဲ့တည့်တယ်ဆိုတော့လှင်ကျွန်တော်ကတော့ဝါစစ်ပိတ်လေးကိုလှည့်တယ်ခင်ဗျအဲ့ဒါနော်ညီငယ်ညီမတွေလည်းဝါလုံးလေးကိုလှိမ့်ရဖို့ကျွန်တော်မြတ်တာရက်ခံပါတယ်။ဒါဆိုရင်ဒီနေ့သင်ခန်းစာမှာကျွန်တော်တို့ရှင်းပြီလို့မျှော်လင့်တယ် ညီနေညီမတွေဟိုတနေ့ကကျွန်တော်ငါးခွက်တစ်ခုကရိုးရိုးကစားပြတော့ပထမနေ့ကကစားပြတဲ့ကျွန်တော်တို့လှည့်စုပ်ပေလက်ခုတော်ပေတက်ထိုးနောက်ကလာတယ်လှည့်ပေထိုးစုပ်ပေထိုးကျွန်တော်တို့လှည့်တက်လှည့်စုပ်နဲ့ကျွန်တော်တို့ကစားပြသွားတယ်ဒုတိယနေ့မှာကျွန်တော်ဗာကစားပြသွားလဲပေတက်ထိုးခုခြေထက်တက်တယ်မဟုတ်လားအော့ခါ white ခုခြေထဆုပ်တယ် on ခ white ခုပြရတယ်ဒီနေ့ကျွန်တော်ညီညီမတွေကိုဒီအထိုးသင်္ကစားနိုင်မယ်ကျွန်တော်ခြေထလှဲ့ပြီးတဲ့ဟာခြေထလှဲ့ရဆိုတဲ့ဘောကကျွန်တော်ဒီတိုင်းဆိုရင်ဒီရှေ့ညာခြေကိုကျွန်တော်ဘယ်ခြေထည့်ပြီးတော့လှဲ့မယ်ဒီလိုပဲရှေ့ရဘယ်ခြေကိုနောက်ညာခြေထည့်ပြီးတော့လှဲ့မယ်အဲ့ဒီသဘောမျိုးညီညီမတွေကိုကစားလို့ရတယ်ဆိုတာကျွန်တော်လေ့ကျင့်လို့ရတယ်ဆိုတာမြင်အောင်ဒီလိုရိုးရိုးကြီးကြီးလေးမကျင့်မဲနဲ့ခြေထက်တက် ခြေထပ်ဆုပ်လှည့်ဆုပ်တက်အဲမျိုးလှည့်ဆုပ်နဲ့ကျွန်တော်ကစားလို့ရလို့ခြေထပ်လက်ခြေထပ်ဆုပ်နဲ့လည်းကစားလို့ရတယ်ဆိုတော့မြင်အောင်ကျွန်တော်ခြေထပ်လက်နဲ့တစ်ခါကစားပြမယ်ညီညီမတွေကိုဘယ်လောက်ခေါတော့ဝေးတက်တော့တက်ကကိုခြေထပ်လက်ပဲထိုးအတက်ကကိုခြေထပ်လက်ပဲထိုးအတက်က ခုမခွေဝေးတက်ထောအတက်ကခုခြေထလက်ပဲထိုးအတက်ကခုခြေထလက်ပဲထိုးအတက်ကခုဝေးတက်ထောအတက်ကခုနောက်လေမခွေကျွန်တော်အစင်းလန်းစင်းမပြတော့ဘူးเนาะညီညီမတွေသဘောပေါက်မယ်လို့ထင်တယ်ဒီအသွား ကျွန်တော်တို့အတက်ကလမ်းအတိုင်းပဲပြန်ဆင်းมาဖြစ်တယ်ညီညီမတွေကျွန်တော်အစားဆုံးလုပ်ပြရင်ဘီယိုဖိုင်ရှည်သွားလိမ့်မယ်ညီညီမတွေလည်းအချိန်နှီးငွေတွေပေးထားတာဖြစ်လို့တောင်းကျွန်တော်အင်တာနက်လိုင်းရဲ့ကောင်းတာတွေမကောင်းတာလည်းရှိတယ်လေချိုးလူတွေအဲ့ဒါကြောင့်မို့စားရတဲ့ငန်းစားကိုဒီနေရာမှာပဲအဆုံးသတ်မယ်ကျွန်တော်စကားတွေမပြောတော့ဘူးเนาะပညာရှင်နဲ့ပတ်သက်စကားတွေကိုကျွန်တော်ဒီသင်ခန်းစာတပီလို့ဒါနဲ့လည်းကြာမှတခါစကားတွေပြန်ပြောကြတာပေါ့ဗျာကျွန်တော်ညီညီမတွေခုဆိုရင် ကျွန်တော်တင်ချပို့ချလာတာတင်ကစား28ရောက်ရှိလာပြီဖြစ်တယ်အထုပ်အမှတ်စဉ်3ရောက်ရှိလာပြီဖြစ်တယ်ခင်ဗျာညီညီမတွေအားလုံးဒီဇိုင်းမဲ့မဲ့လေးချင်းငယ်မယ်ဆိုရင်တော်တော်ခင်းရောက်နေပါအခုပညာခန်းတွေကို12ကွက်ထမလဲကစားတတ်ပြီနော်ခုဆိုရင်ခြေထက်တက်ခြေထက်ဆုံနဲ့လဲရပြီလက်ဆုံတက်လဲရပြီနော်ပြီးကြတော့ခြေထက်လက်ဆုံနဲ့လဲရပြီခြေထက်လက်တက်နဲ့လဲရပြီနော်အဲ့ဒါဆိုရင်ညီညီမတွေတော်တော်ကစားတတ်နေပါပြီအဲ့ဒါဆိုရင် ကျွန်တော်ဗီဒီယိုဖိုင်ကိုဒီမှာပဲအဆုံးသတ်ပါမယ်ညီငယ်ညီမတွေအားလုံးစိတ်ကြမ်းပါခြင်းကိုယ်ချမ်းသာခြင်းတလုံးတပါးဒီများပြည့်စုံနိုင်ကြပါစေခင်ဗျာကိုသွားတိုင်းစိတ်ပါလိုရာဆန္ဒတွေလည်းပြည့်စုံကြစေကြောင်းကျွန်တော်ဒီနေ့ကနေဆုမကောင်းတောင်းပါတယ်ပြောနေကြစကားလေးတိုင်းပါပဲညီငယ်ညီမတွေအားလုံးအခုအခုသင်ပြပေါ့ချနေတဲ့ပညာရည်ရအလုံးကိုမိမိကိုမိမိခုခံကာကွယ်ရနိုင်မိမိအမျိုးဘာသာသာသနာကိုကာကွယ်ရမိမိနိုင်ငံနဲ့လူမျိုးအတွက်သာ တုံးကြပါရန်ကျွန်တော်ဒီနေ့ကနေတိုက်တွန်းပါတယ်မကောင်းသောဒုစရိုက်နယ်ပယ်များမှာအသုံးချခြင်းဒီပညာကိုသုံးပြီးတော့တရားနဲ့တရားနိုင်ထက်စီရင်ပြုလုပ်ခြင်းများလုံးဝမလုပ်ကြဘူးအဘောမြတ်တာရခံပါတယ်ခင်ဗျာကျွန်တော်တင်ဆက်နေတဲ့ဒီဗီဒီယိုဖိုင်တွေအလုံးကိုတခြားဆိုရှယ်မီဒီယာတွေမှာပြန်လည်တင်ပြခြင်းလည်းလုံးဝမလုပ်ကြဘူးအခုအနှုံညွန်မြတ်တာရပါတယ်ခင်ဗျာဒီဗီဒီယိုဖိုင်လေးကညီညီညီမတွေအတွက်အသုံးဝင်မယ်လို့မျှော်လင့်ပါတယ် ထောက်ဆန်တိုင်းမဲ့ညီညီမတွေကိုယ့်ရဲ့ view မှာ comment လေးတွေပေးခဲ့ကြပါဦးခင်ဗျာညီတို့ပေးတဲ့ comment တွေကကျွန်တော်ရှင်းဆက်ရမယ့် video တွေအတွက်ခွန်အားဖြစ်စေလို့ပါအားလုံးကိုချစ်ခင် လေးစားလျက်ပါခင်ဗျာ